2025ခုနိုဝင်ဘာလအတွက်တောက်ကြနိုင်ငံဘွားတာသမီများအတွက်ဂရုပြုစရာဆောင်ရန်ရှောင်ရန်နဲ့ personality နဲ့ဆရာအထုတည့်ရတရားလေးကိုဆရာပြင်ပြပေးပါစီခင်ဗျာဆရာတို့ဒီတောက်ကြနိုင်ငံဘွားမိတ်ဆွေများခင်ဗျာနော်ဒီလက်ရှိဆရာတို့ဒီပေါ်စာနက်ကကြော်ရပြီခင်ဗျာဆိုလို့ရင်စီးပွားကန်ဆာတာတွက်ကိန်းမှာနော်ဒီ နက္ခတ်ကျော်ရက်တည်မှုတွေအရာပြောရမယ်ဆိုလို့ချင်းဆရာတို့တရက်နေ့ကနေ15ရက်နေ့အတွင်းမှာပေါ့နော်ဒီဆရာတို့ဒီစမ်းလက်လာပါအပိုင်းမှာတွေ့တရဖို့ရှိမယ်နော်အထူးတွေ့တရဖို့ရှိမယ်ငွေကြေးကိစ္စတွေအောင်မြင်ရဖို့ရှိမယ်ငွေကြေးစမ်းလက်လာပါတွေတွေ့တရဖို့ရှိမယ်နော်အထူးသဖြင့်ဆရာတို့တနင်္လာနံသင့်လုပ်ငန်းများဖြစ်တဲ့ငွေကြေးလုပ်ငန်းနော်ငွေပဒိငွေဓာတ်ပစ္စည်းခြံလုပ်ငန်းတွေကားလုပ်ငန်းတွေကျောက် ကြက်သားเนาะကြက်မွေးမြူရဲ့ကြောက်ရောင်းဝယ်เนาะကိုမျိုးစင်ရောင်းဝယ်ကုတန်ရောင်းဝယ်ရတယ်เนาะဒီကားရောင်းဝယ်เนาะကွန်ပျူတာကွန်တီကွန်ရာစတဲ့တနင်္လာဌာနံတဲ့လုပ်ငန်းတွေမှာအကျိုးပေးအားကောင်းမယ်เนาะနောက်ထပ်ကဆရာတို့အင်္ဂါတာသမီเนาะကျောင်းသားတွေတာသမီတို့နဲ့လုပ်ငန်းရေးရာပိုင်းတွေမှာเนาะစီဝါဆက်တူလောက်တဲ့လုပ်ငန်းတွေမှာအကျိုးမြတ်များရဖို့ရှိမယ်เนาะပြီးလို့ရှိရင်ဆရာတို့ ဒီအရက်ဒေတာတွေနေပေါ့နော်ဒီအရှိအရက်နဲ့အရှိတောင်အရက်နော်နောက်တစ်ခုကဆရာတို့အနောက်အရက် ခရီးတွေမှာအောင်မြင်ရဖို့အထူးအကျိုးထူးခြားဖို့ပေါ်စာကန်စာတာမှာပါရှိပါတယ်ဆရာတို့ဒီအကျိုးများတဲ့ရက်တွေကတော့ဘောနော်ဆရာတို့17လပိုင်းရဲ့ဆရာတို့တရက်နေ့ကနေ22ရက်နေ့အထိက အကျိုးကံရရင်ဖြစ်ထွန်းရဖို့ရှိမြင်နော်ဆရာတို့18ရက်နေ့ကနေ20ရက်အတွင်းမှာတော့ဒီပြက္ခဒါဘောနော်ဆရာတို့ဘယ်လိုမှကျိုးပြောင်းပြန်သွားတဲ့အတွက်ဆရာတို့အနည်းငယ်အနောက်ရှက်ပေါ့နော်18ရက်နေ့ကနေဆရာတို့20ရက်နေ့ဒီကအနောက်ရှက်အနည်းငယ်ကြုံတွေ့ရဖို့ရှိမြင်နော် ပြီးလို့ရှိရင်ဆရာတို့ဒီ22ရက်နေ့ကနေပေါ့နော်22ရက်နေ့22ရက်နေ့ကနေနောက်ပိုင်းနောက်ကုန်ဒီမှာပေါ့နော်ဒီခေါ်စာကန်စရာအနေငယ်မိမိသွားတဲ့ငွေကြေးကန်စရာဆန်းကအားပြော်တော့တဲ့အရင်နေ့တိပြလောက်တာလေးငွေကြေးကိစ္စဆောင်ရွက်တာလေးအောင်မြင်မှုနဲ့ကြံ့ကြာတတ်တဲ့အခါကာလလေးတစ်ခုဖြစ်သွားတတ်ပါလိမ့်နော်ဒီကာလမှာအရင်နေ့တိလောက်တာလေးလုံရသိချက်တွေနဲ့အထူးရှောင်တင်ရဖို့ရှိမယ်နော်အထူးသဖြင့်ဆရာတို့ငွေကြေးချင်းရတဲ့ကိစ္စရမျိုးတွေကိုရှောင်ဖို့ဆရာအကြံပေးအကြံပေးချင်ပါတယ် ဆရာတို့ဒီကျမ်းမာရေးကံစားတာအနေနဲ့ပေါ့နော်အနှဲငယ်ညံ့ရဖို့ရှိရပြဟုတ်လားနော်တတိထားမှာကဆရာတို့လေနဲ့ပတ်သက်တဲ့ယောဂါတွေဥပမိုင်းဆိုင်ရာဝေဒနာတွေစသဖြင့်ပေါ့နော်နာစီချောင်းလိုခေါင်းကိုက်ခေါင်းမူးစတဲ့ကျမ်းမာရေးအညာတွေပေါ်ဝတ်တတ်တယ်နော်နေယောဂါနဲ့ပတ်သက်လို့ပေါ့နော်မူလယောဂါအခန်းရှိပြီလို့တဲ့ခွဲစိတ်ကုသရာခိုင်မဖင်မပန်းနဲ့ကျမ်းမာရေးပြဿနာတွေအထူးကုသရာခိုင်ညီပေါ်တတ်တာမလို့ဂယုဆိုင်ဖို့တတိထားဖို့ဆရာအကြံပေးလိုပါတယ်အချင်းရင်ကံစားတာမေတ္တာရေးနော်ဆရာတို့အိမ်ကောင်ရဲ့အချင်းရင်စမ်း စတာဒီမှာဆရာတို့လာအစားကနေကိုယ့်ရဲ့ကြော်လွန်တဲ့အခါကျမှဆရာတို့လာအစားကနေကိုယ့်ရဲ့ကြော်လွန်တဲ့အခါကျမှဒါကကန်တက်တဲ့အခါကလာလေတခုဖြစ်နေဦးကြမလို့ပေါ့နော်အစဉ်ပြေမှုလေးတွေကိုစီရရှိနေရတတ်ပါတယ်နော်ဆရာတို့ဒီကိုယ့်ရဲ့နောက်ပိုင်းအနောက်ဆက်ဂျုံကင်းရှင်းနေတာဖြစ်ပါတယ်နော်သာသမီယရနာရလို့လေတောက်ကြနေဘွားသာသမီတွေအတွက်သာသမီယရနာရရှိခြင်းတဝါရရှိခြင်းကြုံနေရပါတယ်เนาะနောက်တစ်ခုကဆရာတို့ပညာရေးကံစားတာမှာဆိုလို့ရှိရင်ကောင်းမှုမရှိ ုညာရေးကံစတာမှာတက်မယ်เนาะပညာရေးကံစတာတက်မယ်เนาะကောင်းမွန်မှုရှိမယ်ဂျိုးဆယ်အနှောင့်အယှက်မရှိပါဘူးယာတို့ယာကံကိစ္စတွေเนาะဒီအနောက်ရှက်ပိုင်းတွေเนาะရာထူးရာခံကိစ္စတွေလုပ်ငန်းပိုင်းဆိုင်ရာတင်ပြတက်မြောက်ရတဲ့ကိစ္စမျိုးတွေမှာကံအကျိုးထူးတာမျိုးကြုံရဆုံးတာဘောကောစာကံစတာမှာပါရှိပါတယ် ကျွန်တော်ဒီလူမှုရေးရာဆန်းတွေအများအကျိုးပြုလုပ်ငန်းတွေအပြအများအကျိုးအပေါင်းအသင်းအပေါင်းအသင်းဆိုင်ရာအကျိုးပြုတဲ့ကံစားတာတွေရဆရာဆက်တလာပိုင်းတလာလုံးမှာအနှောင့်အယှက်ကြိုးလုံးဝကင်းစင်နေပြီးတော့မားပြဿနာလုံးဝကင်းရှင်းနေတာတွေ့ရပါတယ်ဆရာတို့ဒီဆက်တလာပိုင်းအတွက်ကံအကျိုးပေးအကောင်းနဲ့ကဏ္ဍတင်ချာအနေနဲ့ပေါ့နော်နှစ်ကဏ္ဍ ၃ခန်းန်း၅ခန်းန်းလေးတွေဖြစ်ပါတယ်အဲ့ဒီခန်းန်းလေးတွေကိုဆရာတို့ဆောင်ရွက်ခုတရပေါ်မှာ shop ပဲနေနဲ့ရေးပြီးတော့မှကိုယ့်ရဲ့ငွေဝင်အဲ့ကိုယ့်ရဲ့ပတ်စံအစားသဖြင့်ပေါ့နော်ကိုပိုင်ငွေချေထားရနေရာတွေမှာငွေတွေနဲ့တူအဆောင်တစ်ရက်တရာဖြင့်ထားကြည့်ဖို့ဆရာအကြံပေးခြင်းပါတယ်ထုံငွေများမြဲခြင်းအချို့တစုံတရာမရှိဘဲနဲ့ပုံကန်းခြင်းတွေကနေကာကွယ်နိုင်ပါလိမ့်မယ်တနည်းအားဖြင့်ဆရာတို့လက်လာပါတွေကံပွင့်နောက်ပွင့်ဖို့အတွက်လည်းအထောက်အကူကောင်းဖြစ်စေပါလိမ့်မယ် ဆရာတို့ယုံကြည်တဲ့အဆောင်ရတရားပြတ်ထားရှိဖို့ဆရာအကြံပေးခြင်းပါတယ်ဗောနော်ပြီးတော့ဒီကဏ္ဍလေးတွေကိုဗောဒီကဏ္ဍလေးကိုဆရာတို့ငွေကြေးကိစ္စစာရွက်စာတမ်းကိစ္စတွေအယောင်းဝယ်အမြန်ဆုံးများလို့လေကိစ္စရက်တွေမှာအချိန်ကာလအနေနဲ့တော့၎င်းနော်ရက်စွဲအနေနဲ့တော့၎င်းတတ်တမတ်မတ်ဒါကတတ်မှတ်ပြီးတော့မှတတ်တမတ်မတ်တေချာနဲ့အတုံးချကြည့်စေခြင်းပါတယ်ဗောနော်မိမိရဲ့ကုသိုလ်ကံအကျိုးပေါ်မူတည်ပြီးတော့မှကံကြိုးပေးအားကောင်းတာတွေအကျိုးစီးပွားအားကောင်းတာတွေကိုယ်တိုင်ကြုံတွေ့ရပါလိမ့်မယ်နော်ဒီစာရွက်ပိုင်းစာလေးတွေကိုတော့ဆရာတို့အဆောင်ရတရားပြတ်ထားခဲ့တယ်ဆိုလို့ရှိရင်၁၇လပိုင်းကုန်တဲ့အခါမှာနော် ဒါကရင်းရှင်းမှာမြေချောင်းရင်းရှင်းမှာပေးချလေးစွန့်ပေးရမှာဖြစ်ပါတယ်နော်တော့ကြနေနံဘွားတာသူများအတွက်ဆရာတို့17လပိုင်းမှာเนาะကံပွင့်လက်ပွင့်ပြီးတော့မှလုပ်ငန်းကင်ကတော့အထူးအောင်မြင်စေလို့ချင်းအဖက်ဘက်ကပြည်စုံစေလို့ချင်းအတွက်ဓာတ်ရတရားအနေနဲ့ဆရာတို့မိမိရဲ့နိမ့်နံဘုရားဖြစ်တဲ့မြောက်ရဘုရားเนาะနိမ့်နံဘုရားလေးမှာတွားရဖို့မလွယ်ဘူးတဲ့ပုံပေါ်ရကိုယ့်ရဲ့အိမ်ဘုရားမှာပေါ့เนาะ စွန်းနေနဲ့ကိုအစင်ပြာစွန်းထမင်းဟင်းနဲ့ပေါ့နော်ဆရာတို့ကော်ဖီပူပူလေးတစ်ခါကိုအထူးလူပေးပါနော်ခန်းကော်ညော့ပန်းအနေနဲ့ခန်းကော်ညော့15ညော့နဲ့အောင်တပြေ17ညော့ကိုတွဲပြီးတော့မှလူပေးပါဇီးညွန့်ကိုညွန့်ကိုတက်တက်ခွဲလူပေးပါနော် တောက်တော်ရေချမ်း၃ခွက်ကက်လူပူဇော်ပေးပါအမွေနတ်သားတိုင်းတို့မဟုတ်เนาะအမွေတိုင်းဆရာတို့၁၇တိုင်းเนาะဖျောင်းတိုင်း၁၇တိုင်းအလင်းတိုင်း၁၇တိုင်းထွန်းညစ်ပူဇော်ပေးပေးပါနေ့နာပြန်ဆရာတို့၁၇လပိုင်းရန်တောက်ကြံနေတွေမှာအထူးလူနှမ်းပူဇော်ပေးပေးပါအချိန်အခါအနေနဲ့မနက်၇နာရီခွဲရတယ်မနက်၉နာရီအတွင်းမှာရအောင်လှူပေးပေးပါเนาะ ုရားရှင်ရဲ့ဂုံတော်ပတိစိတ်လိုတဲ့ပုံပုံများအတွက်ပေါ့နော်ဒီတဏ္ဍတံပုတ်တော်ဂုံတော်ကိုပွားများပေးပါနော်အနတ်အဓိပ္ပာယ်နဲ့ကွာအနတ်အဓိပ္ပာယ်နဲ့တကွာဆရာတို့တေကြပေါ်များပေးပေးပါနော်တမာတမုတ်တော့တိစီယာအားလုံးကိုအမှန်အတိုင်းဆရာမကုံတယံပူညာနဲ့တင့်မြတော်မူသောမြတ်စွာဘုရားနော်ဂုံတော်ကိုအ ਨੇ စုံပတိတုံးမရအောင်စိတ်ပေးပါဘောနော် အခုဒီဆရာပေးတဲ့ရတရားလေးတွေအကုန်တော့ဒီနက်ခတ်ကိုမိပြီးတော့မှရတရားတွေကိုတွက်ချက်ပေးထားတာမလို့ဓာတ်ရှော့ထွက်ခြင်းမရှိအောင်လို့ဆရာပေးတဲ့အတိုင်းအတိကျလူတန်းပူဇော်ပေးပေးပါเนาะဖျားပန်းတွေကိုလည်းပေါ့เนาะဖျားပန်းဝင်တဲ့တိကျလူပါမယ်အတိုင်းလူတန်းပေးပေးပါရတရားလည်းချိန်ပြီးတော့မှကုတုလည်းရကံပွင့်လက်ပွင့်ပြီးတော့မှလုပ်ငန်းကိုင်ရန်စီးပွားရေးတွေမှာအထူးအောင်မြင်လာကြစေဖို့ဖြစ်ပါတယ်เนาะ ဆရာတို့တောက်ကြနေတဲ့ဘဝမိတ်ဆွေများကိုကျမ်းမှာစိတ်ချမ်းသာပြီးတော့မှဆက်တလာပဲတလာလုံးမှာဘေးပရာခတ်သိအပူခတ်သိကင်းရှင်ကြပါစေကြောင်းစုမောကောင်းတောင်းပေးရင်းနဲ့တောက်ကြနေတဲ့ဘဝစတဲ့တာပြီးတော့ဆက်တလာပိုင်းနော်တလားဆောင်ဟောဆိုင်လို့ဆရာဒီမှာပဲဆုံးတက်လိုက်ပြပါစေခင်ဗျာ